အဲ့လိုမျိုးတီးရမှာဖြစ်တယ်။ intro မှာဆိုတော့1 2 and 1 2 and 3 and 4 and မှာ C key ကိုတီးလိုက်4ရဲ့ and မှာ1 2 and 3 and 4 and အဲ့လိုမျိုးပေါ့နော်။ပြီးရင်အာနဘာမျိုးမှာ4ရဲ့ and မှာ D key ကိုပြန်တီးလိုက်1 2 and 3 and 4 and အဲ့လိုမျိုးပေါ့နော်။ပြီးရင်4နောက်ထပ်တဘာ4ရဲ့ and မှာ E minor ကိုပြန်တီးမယ်။1 2 and 3 and 4 ပြီးတော့ verse မှာကြတော့တစ်ချက်ချင်းစီပဲတည်လိုက် a minor ကိုတစ်ချက်ပဲတည်လိုက်ပြီးတော့အတန်ဆွဲသွားလိုက်ပေါ့နော်1 2 3 4 2 3 4 1 2 3 4 1 2 3 4 1 2 3 4ဒီမှာကြတော့1 2မှာ a minor တီးမယ်အဲ2တီးအတန်ဆွဲတာပေါ့နော်အဲ့ဒါပြန်3မှာနောက်တစ်ခေါက်ပြန်တီးပြီးတော့4မှာ c ပြန်တီးမယ်1 2 3 4 ောပဲเนาะအဲ့ဒါပြီးရင် pre chorus မှာ1 2 and 2 and 4 and 4 in မှာ F ကိုတီးမယ်1 2 and 2 and 4 and 1 2 and 2 and 4 and 1 2 and 2 and 4 and 1 2 and 4 and 1 2 and 4 and 1ဒီမှာကျတော့ orbit နဲ့တီးလိုက်ပါတော့1 2 4 1 2 4 1 2 and 2 and 4 B မှာကျတော့